ရအောင်ဝင်မင်္ဂလာပါခင်ဗျာမျိုးလေးအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့အကြောခဏခဏတက်တဲ့သူတွေနောက်ပြီးတော့ကိုယ်တွေလက်တွေတကူလုံးကြိုက်ခဲပြီးတော့ညောင်းညနေတဲ့သူတွေရှိလာအဲရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့ပါအမကြော်တော့ပါနဲ့ကျွန်တော်ကတော့အမျိုးလေးရဲ့အနာမျိုး96ပါရောက်ပေါ့ပျောက်စီချင်းနဲ့အစေတနာမေတ္တာဖြစ်လာရောက်မြှောက်ဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအကြောတက်တဲ့အကြောခဏခဏတက်တဲ့သူတွေကိုယ်တွေလက်ကိုယ်တွေလက်တွေကြိုက်ခဲပြီးတော့ညောင်းညတဲ့သူတွေအတွက်အဲတကယ်ကောင်းတဲ့စိတ်နည်းလေးပါခင်ဗျာ အစင်းလေးလေးကတော့ကျွန်တော်တို့ဖိချမ်းငပြောသီးပေါ့နော်အဖိချမ်းငပြောသီးမှရမှာပါခင်ဗျာကျန်တဲ့ငပြောသီးမရပါဘူးဖိချမ်းငပြောသီးကိုကျွန်တော်တို့เนาะရှောက်ရွက်เนาะ၃ရွက်လောက်နဲ့ကျွန်တော်တို့ဖိချမ်းငပြောသီးပေါ့နော်ဖိချမ်းငပြောသီးကိုကျွန်တော်တို့ထောင်လိုက်ပေါ့နော်၃စိတ်ချိန်လိုက်เนาะငပြောသီးကိုထောင်လိုက်၃စိတ်ချိန်၃၃ချမ်းချမ်းလိုက်ပေါ့နော်၃စိတ်ချိန်လိုက်အချမ်းတဲ့နေရာမှာကျွန်တော်တို့ကပြအောင်မချမ်းနဲ့ပေါ့နော်အပေါ်ကနေပြီးတော့ကျွန်တော်တို့၃ချမ်းချမ်းအချမ်းပြီးွားကြီးဆိုတာနဲ့ကျွန်တော်တို့ကရှောက်ရွက် တရွတ်နှစ်ရွတ်အချမ်းထားတာပေါ့သုံးချက်ချမ်းရင်သုံးရွတ်၆ရွတ်ကြီးဂျားအောင်ညှက်ပြီးထိုးထည့်လိုက်အဲထိုးထည့်ပြီးွားပြီးဆိုရင်ကျွန်တော်တို့ကဒီငပြောပင်ရဲ့အဲငပြောဟိုအဲငပြောချိုးနဲ့ပဲကျွန်တော်ကချိန်ပြီးလိုက်နော်ချိန်ပြီးွားရင်မီးဖုတ်မီးဖုတ်ပြီးတော့ကျွန်တော်နေ့စဉ်ပုံမှန်လေးစားပြီးွားမယ်ဆိုရင်ဒုနအကြောခဏခဏတက်တဲ့သူတွေညောင်းညကြိုက်ခဲ့တဲ့သူတွေတို့အတကယ်ကိုမှကောင်းတဲ့အစင်းလေးပါခင်ဗျာလုံးကြည့်ပါကိုလုံးမကိုပြောက်ပါဗောနော် ကိုမလုံးတော့လည်းပြောင်းမှာမဟုတ်ဘူးเนาะဆင်းနီးတွေကတပုံကြီးရှိပေမဲ့ကျွန်တော်တို့ကအနာနဲ့ဆင်းနဲ့ကိုနဲ့မဲဆိုင်တော့အဲဘယ်ဆင်းနီးပဲတက်တော့မပြောက်ဘူးเนาะအားကြောင့်မို့အဲသူများမပြောက်ဘူးဆိုပေမဲ့လည်းအခုရဲ့အခုတူကန်းကြောင့်အဲပြောင်းရင်လည်းပြောက်သွားနိုင်ရေပေါ့เนาะကျွန်တော်စေတာမေတ္တာဖြစ်တာကတော့ပြောပြပြီးခြင်းဖြစ်ပါတယ်ပေါ့เนาะကျွန်တော်ထပ်ပြီးတော့အဲပြောပြပြီးပါမယ်ခင်ဗျာကျွန်တော်တို့ငပြောပြငဖိချမ်းငပြောသီးဟုတ်เนาะကျွန်တော်တို့လှဲတော့မလှိနဲ့เนาะထောင်လိုက်အရှိလိုက်ကျွန်တော်တို့တစ်ချမ်းနှစ်ချမ်းသုံးချမ်းပေါ့เนาะအဲ့လိုလေးချမ်းလိုက် အခွန်တော့မဖဲ့ထုံးနဲ့တော့မျိုးတွေအခွန်ပါတော့ကျွန်တော်ကမီးဖုံပဲတချမ်းနှစ်ချမ်းသုံးချမ်းအဲချမ်းပြီးဝိုက်ပေါ့နော်အချမ်းပြီးဝိုက်ဆိုရင်ကျွန်တော်တို့ကရှောက်ရွက်ကိုတရွတ်နှစ်ရွတ်သုံးရွတ်အဲ့လိုကြီးထိုးထည့်ထိုးထည့်ပြီးဝိုင်းရင်ကျွန်တော်တို့ပြန်ပြီးတော့စုလိုက်အဲစုပြီးဝိုင်းရင်ငါပြောပြင်ရဲ့ငါပြောချိုးလေးနဲ့ကျွန်တော်ပြန်ရှိချီပြီးဝိုင်းရင်ကျွန်တော်မီးခဲလေးပုံမှာတင်ပြီးတော့အဲကျွန်တော်တို့အပြင်ကအခွန်တိုးသွားတဲ့အထိပေါ့နော်အဲမတူတူလေးပေါ့နော်အဲအဲ့လောက်ထိကျွန်တော်တို့အဲမီးဖုတ်ပေးလိုက် ဟုတ်ပြီဖုတ်လို့ရပြီဆိုတာ ਨੇ အဲ့ဒါလေးကိုနေ့စဉ်ပုံမှန်လေးစားပေးပါလင်ငန်းဖြစ်တဲ့သူတွေလည်းကောင်းပါတယ်ဗောနော်လင်ငန်းဖြစ်တဲ့သူတွေလည်းစားကြည့်ပါကောင်းပါတယ်ဗောနော်လင်ငန်းလေးဖြတ်ရတဲ့သူတွေတို့လည်းအဲကောင်းပါတယ်ဗောနော်အားကြောင့်မို့မျိုးတွေလောက်ကြည့်ပါဗောနော်ကျွန်တော်ဒီညလေးကနေတော့အဲတော့သူချင်းနဲ့စေနာမြတ်တာဖေးလာရောက်မှတ်ဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းအဲကျွန်တော်ဘလို့ဆွေးဆွမ်းကောင်းမြောက်ကိုအယူဆောင်လာပြုံးမလဲဆိုတော့လည်းကျွန်တော်ရဲ့ view လေးစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့အဲဒီညလေးကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ် မျိုးတွေအားလုံးပဲကျမ်းမာချမ်းသာကြပါစေအနာမျိုး96ပါရောက်ကအကင်းဝေးပါစေကက်ကြီး၃ပါးမှကျော်လွှားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခံစားနေရသောအနာမျိုး96ပါရောက်ကမှန်သမျှအားလုံးအမြန်ဆုံးသက်သာပျော်ကွင်းပါစေနော်ကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရတိုင်းမကအသက်နှစ်ရတိုင်းအေဂျင့်ပျော်ရွှင်သောဘောခီလန်းကိုအဖြောက်ဖြူးစွာအေဂျင့်စွာအငင်းချမ်းစွာရှောင်းလန်းနိုင်ပါစေဖြတ်သန်းနိုင်ကြပါစေငင်းချမ်းနိုင်ကြပါစေအေဂျင့်နိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမှုပေါင်းတောင်းပေးပါတယ်ခင်ဗျာအားလုံးစိတ်လန်း စိတ်အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။